အဲ့ဆရာကဒီကောင်မစိုးရင်ဆရာပါရင်ရှာရမယ်။ဝိုင်းရဲသူကိုစိုက်ပြားမြရပါလေ။တိုင်းအဲ့တူဆိုင်ဘာမိုင်းတူအဲ့အတွက်ဖက်ကြီးပါရင်ရှာရမယ်နော်။အဲ့တော့မသိခင်က ABK ABAK ရင်ရှာရ။ A ဆိုတာကအရှိကတူ B ကအရှိကဘာမိုင်းတူ H ကကြတာ H အနောက်က အဲ့ဒါကပါနလောက်တာဘာမှရှိတော့ k ကရော0 p pdf စာလိုက်မယ် pdf ပုံစံကြီးရပါလေ 2π b 2π b b ဘယ်တော့ဘလားလဲအစားအမြတ်တော့များမလားအပေါ်တက်တော့ဘောပိုင်ဒါရရင်ဘာစာလေးရပြီ5 gb စာလေးရပြီပြန်ပြောအောင်5 gb ဘယ်ရစမယ် h h တမ်းဘလား ဒီတော့နောက်ထပ်လာမယ်အိသမိုးလေးလို့ချင်းဘလောက်ပေါင်း p/4 ပေါ့ pdf ရဲ့ pdf ကို၄နဲ့စာလိုက်ရတဲ့တမိုးပေါင်း pdf ဘလောက်4ပေါင်း၄နဲ့စာတော့ဘလောက်တွေပေါင်းပိုင်းနေပေါင်း0ပိုင်းပေါင်းပိုင်းပိုင်းပေါင်း2ပိုင်းပိုင်းပေါင်း3ပိုင်းပိုင်းပေါင်းဒါပါရပြီ5ကဘာ8 coordinate ရပြီပြီးဘာရှာအောင်မယ် ဝိုင်းကောသနေတေချာလိုက်ကြည့်မယ်နော်ဝိုင်းကောသနေရှာဝိုင်းကောဩသနေရှာရင်ဒီ sin a sin function graph ကဘယ်လိုပုံစံရှိလဲဆိုတာသိဖို့လိုရကြာအများနဲ့ပြန်ဆွဲပြရတယ် sin function graph ဆိုဘယ်လိုရှိတယ်ဒါပုံတွေပဲနော်အဲ့တော့ဒီနေရာလေးကဝိုင်းတမိုးတွေပဲရေးမယ်အဲ့ဒါဆိုင်ရဝိုင်းတမိုးက k maximum ရဲ့ k plus a k k minus a လိုက်လဲလိုက်ပြောခါရမှတ်လဲမှာ k k k အဲ့တော့135တမက်3မက်5မက်က k ဒီ k ဘလောက်1သုံးမက်မြောက်5မက်မြောက်နော်ဒီမှာဘလောက် k ဘလက် a 0ဘလက်2ဆိုတော့2 k minus a ဆိုတော့ minus 2ဒါဘာတက်လဲ y ကို sin 1 2 a 5ကြီးပါဆရာလိုချင်တာအဲ့ဒါမဟုတ်ဘူးဆရာဆွဲမှာပါလေ ကိုဆက်ကိုဆက်နော်တရား5ဂီဘိုက်လို့ကျရင်0ဖြစ်တဲ့နေရာတွေဘာပြောင်းလိုက်ရပြီ and 5ပြောင်းလိုက်ရပြီနော်အဲ့တော့ဆိုဘာရမလဲ0ကောမှာ and 5အဲရတယ်သူမဟုတ်ရင်2ပိုင်းကောမှာ and 5ဘာပြန်ကူဟုတ်ပြီ ဲ့ဒါသိရင်ဇာတော့ဘာရပြီလို့ဆိုရင်ပုံမစွဲဘဲနဲ့ခဏပြောတယ်လင်းရေးလေးရဒိုမိန်အမ်ပလီကျူပီဒီယာ rate ဟာလာအဲ့ဟောပြီဇာရေးမယ်ဒီကောင်ပြီးဒုတိယအဆင့်ဆီအဲ့ဒါရေးလိုက်မယ်နော်အားမရေးလိုက်မယ်ဘာရေးမှလဲအဆက်တော့ဒိုမိန်ရေးဆိုရတယ်ဒိုမိန်က x equal to လား not equal to လားဘယ်သူတွေရမယ်အန်တဗိုင်းပြတဲ့ကောင်တွေရအဲ့ဒါဘယ်အစရရ0 2 pa ပါပါအဲကြည့်စားဖြစ်တဲ့ကောင်ပဲအဲရှေ့ကဘာထည့်လားပြီးရင်ဘာထည့်ရမယ်အဲဆိုအောင်ရမယ်နော်ပြီးရင်ဆရာခဏပြောတော့သူတို့ကြောင့်နည်းနည်းသတိထားကြည့်ဘယ်လောက်ကြာกว่าလဲဆိုရင် plus or minus နဲ့ပြီးပါရင်သူပြီးတဲ့တော့กว่าပြီးတဲ့ဘယ်လောက်လဲဒီကြာစိတ်ရှိကြည့်ပေါ်ပါပြီးရတော့ဆိုတော့ တူပိုင်သူတို့ကြာဘလောက်ဒီกว่าလဲတူပိုင်กว่าအဲ့တူပိုင်တူပိုင်မဘလောက်ရဖောပိုင်နောက်လိုက်ရင်10ပိုင်8ပိုင်10ပိုင်အဲ့လိုပဲသွားလဲရမနော်သိရှိပါနော်တရားကြည့်မယ်နော်ဒိုမိန်ရရင်ဘာရပြီအဆက်တော့ရပြီ equal to ညမှာပဲဒါပြားလိုက်ရပြီဟုတ်တယ်အော် sorry now go to ညမှာ asymp do ဒါကိုပါရမယ် a is equal to 0 plus or minus 2 by plus or minus 4 by and so on now ba yi me rate rate ga tu generate mat da ga ta khaw pyin yi bi me y set the car raw de poun san no or car raw no y less than equal k minus a or y greater than e s k plus a ဒါကြောင့်အဖြေပါရမယ်ဆရာတို့ k minus a ဆိုတော့ minus 2ပါတော့ y less than equal minus 2 or y greater than equal 2နောက်ပါကြံနေတယ် period period ခဏအပေါ်မှာရေးတာပါ යි period က2ပါမှမပြီဆိုတော့ဘယ်လိုရတာလဲ4ပါပါရမှာဒါရရဆရာပါလို့ရပြီပုံဆွဲလို့ရပြီသူပုံဆွဲဆိုဒီမှာ तू ကိုကကြိုးရင်လေးလာနော်အဲ့ဒီမှာဘယ်လောက်ဆွဲသင့်လဲ y ဒီမှာဘယ်လောက်ဆွဲသင့်အဲ့ကတော့ဆရာရှိတာကအာ0ပိုင်2ပိုင်3ပိုင်4ပိုင်ဆိုတော့အပေါင်းနေပဲအနော်ကကို minus ဆိုတော့ minus 2လာတော့ထည့်ရတာပေါ့နော် အဲ့ဒါပြောမှာအဲ့ဒါကိုကပိုင်တူးပိုင်လို့ရေးနေတော့ဟိုဘက်လည်းမိုင်းနဲ့ပိုင်တူးပိုင်ပဲရေးပေါ့ဝိုင်ရတော့ဘယ်လောက်ပဲရှိမှာလဲ2 2ဒါပြင်ဝိုင်ရတော့3လောက်ဆိုရ4လောက်ကြီးဆိုရလားပေါ့နော်အဲ့ဒါကြောင့်နေရာချကြည့်မယ်အဲ့ဒါကြောင့်ဆဲမှုဆိုတော့ A စီဆွဲလိုက်တေးလားတေးပါဦး ဘိုင်းစစ်ဆယ်လာမှာအလဲလောက်ဆယ်လာတော့မယ်အဲ့ဒါ export เนาะအပြီးရင်ဒါ origin o ပေါ့ဒါဆိုရင်ဆရာတို့နောက်ကယူမယ်เนาะဆရာယူအောင်ပါလေအာပိုင်တူးပိုင်တယ်เนาะအာဆရာဒီဘက်ခြံယူအောင်ပါဟုတ်တော့ပေါ့အဲဖြောက်လာလို့လွယ်လွယ်လေး y va a ser celam. အဲ့ဟာဗီဇာဆရာမက05ဟုတ်လားအမ်အဲ့ဒါဆရာတို့တော့ပိုင်မသူမှတခြားလည်းမပါဘူးနော်မိုင်းနဲ့ဆိုတာမိုင်းနဲ့တူတယ်မပါဘူးဆရာပိုင်နေတဲ့ပြည်သားဆိုလာတော့ဘလိုက်လာမယ်နော်ပိုင်0ပိုင်နောက်ကြီးလာမယ်နော်2ပိုင် 3 by 4 by เนาะပြီးဒီကချမ်းရင် minus by လို့ယူလာမှာလားโอเคဟုတ်ပြီအဲ့တော့ဆရာပါရင်ဆွဲရမယ်ဒီလိုပေါ်မှာဒါဆိုရင်ဒါတော့ဆိုအဲ့အဆက်တော့မြင်နော်အဲ့တော့ပေါ်မှာဆွဲရမယ်ဒီလိုမှာဘာဒီကလည်းဆွဲလာဆရာဒါတော့လည်းဆွဲရမယ်ဆရာဒါတော့မဆွဲရတော့ကိုယ်တီလာတော့နော်ဒါတော့လည်းဆွဲရမှာကောင်းနောက်တစ်ခုဘလောက်လဲ3 အစတဲ့မြင်နေစမ်းဒါကဘာ2ပါမှာဆွဲမယ်4ပါမှာဆွဲမယ်2ပါမှာတစ်ခုဆွဲမယ်4ပါမှာဆွဲရမယ်ပြီးပါဆွဲမယ်ခဏပွိုက်ဆွဲဘလားကောင်းပါဘလားပိုင်းကောင်းပါ2အကြမ်းဆရာထဲက1 2ထဲလာမယ်နော်1 2 negative 1 negative 2ပိုင်းကောင်းပါ2ဟာဒီမှာနောက်တစ်ခုက 3 byte ကပါမိုင်းနဲ့တူတပါပါနော်အော်ဒါပဲအဲပြောချင်တာကဒီ cosine graph ဆိုလို့ရှိရင်ပြန်ဖြည့်ပြီးတော့ခဏလို့အစတော့မြင်နေကြမှာထပ်ပြေးကြမလို့တော့လောက तू 1 period အရင်ပုံကွက်တိပဲလောကွက်တိရနော်ပြောချင်တယ်မှာဘာလို့ရတော့အပေါ်အမဲဆိုပါပုံဆဲလိုက်ပါးစားဆဲတာပေါ့ဟုတ်ဒီမှာဒီမှာကျန်နေပြေးသွားပြီလားကြာတယ်နော်အရင် ရန်ကျဲကြီးဟာအဲထားလိုက်တော့အပြင်များရထည့်လိုက်ကွာဟာဒီဒီအောင်လာလို့ပဲအစပဲမြင်တော့ထိလို့မရအောင်နော် ဩဟာလေလားအဲ့တော့သူရဲ့ကွာပဲအဲ့တော့ဒီမှာဆရာအစသမင်ပီပီဒီအက်ထိုးလို့ရှိရင်ခဏလိုပဲဒီစာမဲ့နေစောင်းမဲ့နေပဲပီဒီအက်ဒီအန်တီရှိတယ်ပီဒီအက်ဘယ်လောက်ပါရှိလဲ4ပါပီဒီအက်ဒီပီဒီအက်4ပါအာပြီးရင်ရှားပါရေးရမယ်ဆိုတော့အစတုံးမြေကြီးတွေကအဲ့ကွယ်သူ0ဒီကအဲ့ကွယ်သူ2ပါရနော်ဒါအဲ့ကွယ်သူ0 ေါ်ပါနော်အဲအာတူကပဲအာပြောချင်တာကအော်အကိမ့်မဟုတ်ဆိုင်ရအလဲပေါ်နေရဆိုရင်ဆိုင်းမှာဆွဲတာလားဆိုင်းလို့ဆိုဒီမှာဆိုင်းခွဲရှိတယ်ဒီလိုကမှ0တန်ကောမှာ2 2ပိုင်းကောမှာ0မတူငားမဲ့ဆရာဟိုမှာရှိလိုက်ပြီနော်အဲဒီကောင်ဆရာပဲလားဆက်လိုက်ရအောင်ပါဒါကဘာရဲ့ခွက်လဲဆိုင်းရခွက်နော်ဟိုနည်းလက်လုံးဒါဆိုင်းခွက်ပါ အဲ့ဒါလည်းများသေးပြန်နော်ရပါတော့အဲ့ဒါတူရကွဲကတော့ဝိုင်းဝဲတူ2ကိုစားဘာမိုင်းတူအေရှားကရပ်အဲ့တော့ဆရာတို့ဒီ number 5မှာအရင်သိရမှာဗာသိရမှာဆိုရင် even function နဲ့ off function ကဘယ်လိုအခြေအနေဖြစ်လဲဆိုတာအရင်သိရမှာနော် အဲဒါကတော့ဆရာတော်ဟော grade 11တော့တင်ခဲ့ပြီးသားပဲသူကဘယ်လိုမျိုးလဲဆိုရင် f of 8က f of -8 နဲ့ညီခဲ့လို့ရှိရင်အဲ့ဒါဘာ function လဲဆိုရင် even function နောက်တစ်ခုက f of 8က minus f of m i n u s 8နဲ့ညီခဲ့လို့ရှိရင်အဲ့ဒါက off function ဆရာတော့အဲ့လိုသိရမယ်နောက်တစ်မျိုးဆရာတော့ရေးလိုက်ရသေးတာဘယ်လိုရေးလိုက်ရလဲဆိုရင်အကဲဆရာနှစ်ပတ်စလုံးအနှုံနဲ့မျှောက်လိုက်ဆိုရင်ဒီလိုရအောင်မယ် minus f of 8က f of minus 8နဲ့ညီခဲ့လို့ရှိရင်လဲဆရာတော့ဘာဖြစ်လဲ odd function လို့ဆရာတို့သိရမယ်နော်ဒီလိုအပေါ်နှစ်ခုမှတ်လိုက်ရတော့ကွာ even function ဆိုရင်ဘာအောင်နှုတ်တဲ့ x ကိုအနှုတ်တဲ့ function နဲ့ညီရင်အဲ့ဒါ even function အော့ဖ်ဖန်ရှင်ကကြတော့အဲ့ကိုလည်းနှုတ်တတ်မယ်ဝိုင်လည်းအနှုတ်တတ်မယ်ရလာတဲ့အဲ့ဒီဖန်ရှင်နဲ့မူလဖန်ရှင်နဲ့ညီခဲ့ရင် out ဖန်ရှင်အခုရှာဦးတတိပြကနေဘာဖြစ်ကြောင်း out ဖန်ရှင်ဖြစ်ကြောင်းဆိုရင် negative alpha minus x နဲ့ညီကြောင်းပြခိုင်းတာပေါ့အဲ့တော့မူလဖန်ရှင်ကိုရှာတော့ဘာလို့တည်လိုက်မလဲ alpha x လို့အရင်တည်လိုက်လေနော်ပြီးရင်ရှာတော့ဘာရှာရမလဲ off ဖန်ရှင်ဖြစ်ကြောင်းဆိုတာဘာရှာရမလဲ minus alpha မိုင်းနဲ့အေကိုရှာရမယ်အဲ့ဒါကတီပြင်းနဲ့ပါဖြစ်နေရညီနေရအဲ့တော့ပရမစင် alpha ဘာကိုရှာလိုက် alpha မိုင်းနဲ့အေရှာလိုက်ပေါ့ alpha မိုင်းနဲ့အေဆိုတော့အိညာမှာပါသွင်းမယ်မိုင်းနဲ့အေသွင်းမှာပေါ့ရှာဒီရမှာ sin function ကကြတော့အနှုတ်ကိုအရှိထုတ်လို့ရှိရင်နော်အနှုတ်ရှိထုတ်လို့ရှိရင်ပြောက်လာသွင်းမပြောက်ဘူးနော်ရှာဒီမှာအရင်ဆုံး အာဘီရင်သူမိုင်းနေဆိုတာမိုင်းနေဘီရဲ့ဖြစ်မယ်ဒီမိုင်းနေကိုဘာလုပ်မလဲရှေ့ထုံသူပြလာမပြဘူးဘာရအောင်ဆိုတော့ minus sin b a ဖြစ်အောင်မယ်တဲ့နော်အဲ့ဒါကိုကြောက်သိအောင်အကြာဒီတိုင်းမရေးလိုက်မယ်နော်အဒီဒီနားလဲလား reason တော့ရေးပြရမယ်ကြာ reason ဘေးနားမှာဟိုဘက်အကြာမမလောက်တော့ကြာအောက်မှာပဲရေးလိုက်တော့ဘာကြောက်လဲကြောက်သိအောင်မှာ sin minus တိတာက minus ရှိတယ်လို့ဆိုရင်မပြဘူးဘာရမှာလဲ minus sin θ ဆိုပြီးရလိမ့်မယ်။ဒါကြောင့်ဆရာပရမအဆင်းက a alpha minus a မလို့ a ဆရာမ minus a တွင်တယ်။ဒါဆို b နဲ့ minus a မျှတော့ minus b a အဲ့ဒီ minus ကိုဘာလို့လဲရှေ့ထောက်လို့ရှေ့ထောက်ရင် sin function ဆိုရင်မပြောက်မပြောက်ကြောင့်မပြောက်တော့မဟုတ်လို့ဆရာတို့ဘာရအောင်လဲ minus a sin b a ဒါဆိုအခုရလာတဲ့ alpha minus a က alpha a နဲ့တူပြီလားမတူသေးဘူး even function ကဘာထပ်လောက်အောင် minus ထပ်ပြီးတော့တူရှိရနေအနှုတ်ထပ်တတ်မယ်ဆိုတော့ နှစ်ဖက်စလုံးဘာနဲ့မြလိုက်ဒီဘက်ခြံကိုလည်း minus နဲ့မြဟိုဘက်ခြံကိုလည်းအဲဒါ minus နဲ့မြလိုက် minus f of minus 8ဆိုရင်ဒီ r ရဲ့ function ကို minus နဲ့မြတော့ minus minus ဆိုဘာဖြစ်သွားပြီ plus ဖြစ်သွားတော့ဘာပဲကြံလဲ a sin b 8ပဲကြံတာပေါ့ဒါဆိုအခုရလာတဲ့ဖြစ်ကိုကြည့် a sin b 8ရဲ့ fun ဒီဖြစ်ကိုရတဲ့ function ရတယ် f of 8ဒီမှာ a sin b ကိုရလာတဲ့ function က minus f of minus 8ဒါဆိုရင်ဘာကဘာနဲ့ညီသွားပြီ alpha h က minus alpha minus a နဲ့ညီသွားပြီဆိုရင်အဲ့ဒါဘာဖြစ်ရင်ဖြစ်ပြီမေကွန်းပြရင်လာပါ therefore y a sin b a is an odd function ရမှာနော်အဲ့တော့ဘာရင်ရှားမလဲ alpha နောက်ကဘာဆက်ရှားရလဲ minus alpha လို့ရင်သူနှစ်ပတ်စလုံးဘာလို့လဲအနှုံနဲ့မျောလိုက်ရလိုက်အဖြစ်တစ်ခုဘာဖြစ်နေရမလဲ ညီနေရမယ်ညီတဲ့စကြာသူဟာပါဖန်ရှင်ဖြစ်ပြီโอเคပြီဒီနာဟာလေးပါရည်ရမယ်เนาะโอเคတွေ့ကြည့်ပါတော့ဒါနောက်တစ်ပိုင်းပေါ့เนาะ now as i got question number 5อ่ะပဲဘာဖြစ်ကြောင်းပြခိုင်းတာလဲ why go to a cos b x ကပါဖန်ရှင်ဖြစ်ကြောင်း even function ကကြတော့ဘာကပါနဲ့ညီရင် f of x က f of m i n u s h နဲ့ညီခဲ့လို့ရှိရင်အဲ့ဒါဘာဖန်ရှင်ဖြစ်ပြီ even function ဖြစ်ပြီဒါဆရာတို့ဘာရင်လို့ဒီ beta function ကိုဘာလို့တည်လိုက် alpha a လို့တည်လာပြီပြီးရင် alpha ဘယ်လောက်ရှာပြီးအောင်မယ် alpha a ဆိုတာအဲ့ညမှာဘာတွင်လိုက် minus a တွင်လာတာ alpha minus b a ဖြစ်သွားပြီ cos function မှာကျတော့ minus အရှိထွက်ရင်ပြလာမပြအောင်လား cos နဲ့သူ့ပြောင်းပြန်ဆိုပြတယ်ဒါကြောင့် minus ရှိသေးလား ပြီး reason လေးရေးပြတယ် because ရေးထည့်လာပါเนาะဘာကြောင့်လဲ cost minus တိတာဆိုအရှိတောင်းရင်ဘာပဲကြံလို့ဒါဆိုအခုရလာတဲ့ function ကဒီမှာလဲ a cos b a ဒီမှာလဲ a cos b a မလို့တို့တို့ကမညီဘူးလားဒါဆိုရင်ဒီ a cos b a ရဲ့အဖြေက alpha a ဒီ a cos b a ရဲ့အဖြေက alpha minus h မှန်ကန်ချက်ရှားသိတာပြီးသား alpha h က alpha minus a နဲ့ညီရင်အဲ့ဒါဘာ function even function ဒါလေးပဲเนาะအဲ့တော့အရင်ဆုံး pair function ဘာလို့တည် bên above bao nhiêu? ai nhà mà ba biếng, mà anh ấy biếng, có phải là một loại sinh thái nào biếng đấy? ở đó chúng ta lại nói mình nhiều là, như thế tôi cho therefore alpha x equal to alpha minus x, ở lâu như đã ba phần trên biếng bì, ok, đi lại ba. tan tan phần trên, cos phần trên, cos phần trên, ở đây là ba phần trên biếng cháu, alpha phần trên biếng cháu. ော့ offer ချင်းဆိုရင်ရှားတော့ဗာဖြစ်ရမယ် alpha h က minus alpha နှစ်ခါနှုတ်တယ်မနော်အဲ့လိုညီခဲ့လို့ရှိရင်အဲ့ဒါဘာ function ဖြစ်ပြီဒီသုံးခုလောက် offer ချင်းပဲ offer ချင်းအမှန်တကယ်လေးခုပေါ့ဘာရဲ့လဲစိုင်းရဲ့ကိုဆက်ရဲ့တန်းရဲ့ cos ရဲ့အဲ့လေးခုက odd function ခဏချောင်အရှိအသွားလာတဲ့ cos cos နဲ့ပြောင်းပြန်ဆက်ကကြတော့ even function even function ကနှစ်ခုပဲရှိမယ် cos နဲ့ဆက်က even ကျန်တာတွေကဘာ function လို့သိရမလဲ odd function အဲ့တော့ odd function ဆိုတာတနည်းပြောလို့ရှိရင်ရှားဒါ grade level တော့သင်ခဲ့ပါပြီဒါလို့အနှုတ်သက်ရဆိုတာ transformation မှာအဲ့ဒါဘာလောက်တာလဲ translation လောက်တာလား scaling လောက်တာလား reflection လောက်တာလားအဲအနှုတ်သက်တာကို reflection လို့ခေါ်တယ် x ရော y ရောအနှုတ်သက်တာကို reflection reflection on the ဘာလို့သိရမလဲ origin လို့ရှားလို့သိရတာလေ တဘော diffusion နေအားလုံးကမူလားမပေါ်မူတည်ပြီးတော့ reflection ဖြစ်ကြတယ်လို့ကျွန်တော်သဘောပေါက်အောင်နော် reflect origin ကနေပြီးတော့အမှန်တကျလို့ဟိုဘက်ဒီဘက်သူ reflection ဖြစ်သွားတာပေါ့အဲ့တော့ဒါသဘောတက်ပြရင်အကောင်လုံးတူတူပဲလीဒီ pair function ကျတော့ဘာလို့တည်လိုက်ဂျာအာဂျာကိုဆိုက်ရေ sorry အရှိအအရှိအဆိုဂျာတခုဝင်ရေးလိုက်မယ်တန်းကိုဂျာဥသာလို့ပြလိုက်မယ်နော် y ကွဲသူ0.5 alpha a equal to ဘာလို့ဒီလား a ပထမပိုင်းရှားလာတယ်သိရင်ပဲသွားမယ် alpha alpha minus ဆိုအဲ့နေရာပါပြောင်းပြီဒါဆိုရင် a tan b minus a ဆိုတော့ minus b a ပေါ့ minus ရှေ့ဆောင်ပြလာမပြဘူး minus a tan b a ဖြစ်သွားပြီဟာတော့နော်ဘာကြောင့်မပြလဲရှားတော့ဘယ်လိုသိတာလို့ tan function မှာက tan minus တိတာဆိုဘာပဲပြန်ရမှာလဲ အနှုံမပြအောင် minus တန်းတိတာဆိုပြီးရလို့ဒါဆိုရင်သူအစီကောင်ညီးလာလိုချင်တာလည်းအဲ့ဒါမဟုတ်လေ offense ဆိုတာအရှိအနေထပ်ပြီးတော့အနှုတ်တက်ရအောင်ဒါကြောင့်မို့တမတ်စလုံးမ ाने မြောင်းလိုက်ဒါဆိုရင်ဒီဘက်ကျောင်း minus နဲ့မြောင်းရင် sorry ဒီမှာ minus ပါနော်ဒီသူ့လည်း minus နဲ့မြောင်း minus minus ဘာဖြစ်ပါပြီဒီွားတော့ဘာရလဲ a tan b a ဒါတို့မညီဘူးလားဒါကြောင့်မို့ therefore alpha h က minus alpha minus a နဲ့ညီရဲဒါကြောင့်မို့ y equal to a tan b a is an odd function ပေါ့နော်အဲ့တော့ဒီသဘောရရင်ကျန်တဲ့အကုတ်ကိုရေးပေါ့နောက်တစ်ပုဒ်ဆို c o d ကိုကြောက်ဆိုရင်အဲ့ဒါ g y လို့တည်လိုက်သူသက်သူဘာလို့တည်လိုက်သူဆိုရင် h y a လို့တည်လိုက်အားလုံးသုံးဖို့ရေးပြအောင်ဘလို့အားလုံးတူတူပဲတည်လားအော်ကောသက်ဆိုလည်းဒီလိုပဲလာမယ်အရှိအနောက်ထွက်တယ်အနောက်မပြဘူး နဘာစလုံးအနုံနဲ့များလားသူ့မှာအနှုတ်ပြရတယ်ဒါကြောင့်မို့သူတို့ကညီးတယ်ဒါကြောင့် off function ဖြစ်တယ်ပြောချင်တာကတန်းရပါပြောင်းမယ်ကော့ပြောင်းပြီးတဘောနောက်တစ်ခါကိုယ်ဆက်ပြောင်းပြီးတဘောအားလုံးဘယ်တဘောရေးပြရမယ်၃ဘောရေးပြရရေးလိုက်ပါ